အားလုံးပဲမင်္ဂလာပါမနက်ဖြန်မှာတော့တသောမိုးလာပြည့်နေ့တနည်းအပြင်တာမညဖလအခါတော်နေ့အကြောင်းလေးကိုဦးဇင်မြောက်ရေးပြောချင်ပါတယ်အဲ့ဒီနေ့မှာတို့လို့ရှိရင်ပန်းတကူပြည့်တဲ့နေ့တွေဖြစ်တယ်မတိုးတင်ကရတာလည်းဖြစ်တယ်ပြီးလို့ရှိရင်နှစ်ချက်ရှိသူဖျားလဲတာလည်းဖြစ်တယ်တသောမိုးမိထွန်းပွဲတွေဖြစ်တယ်ကထိန်လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီအကြောင်းလေးကိုဦးဇင်မြောက်ရေးပြောချင်ပါတယ်ဘာကြောင့်များဦးဇင်တို့က တာမွန်လာပြင်းနေကိုတာမညာဖလာတုတ်တို့တာမညာဖလာအခါတော်နေတို့တတ်မှတ်တာလဲဆိုလို့ရှိရင်ဥဒင်တို့ရဲ့နာမည်ကြီးအသာသက်ပေါ့သူကခမဲတော်ဗမိတရာမင်းကြီးကိုတက်ပြီးတော့စားလို့လည်းမရအဲ့လိုလည်းမပြော ပြောလို့ရှိရင်လည်းလန့်ပြီးနိုးလာတာပေါ့နော်သူရဲ့အိမ်မဲကထင်ဟတ်တာပေါ့အဲ့ဒီအခါမှာသူကနန်းတော်ကိုပင့်ဖိတ်ပြီးတော့အမတ်တွေကို မေးတယ်ပေါ့ မိရကမှာအမတ်တွေကလည်းသူတို့ကိုးကွယ်တဲ့ဟိုဖရာကြောင့်နေမေးတယ်ပေါ့နော်အဲ့ဒီဖရာတွေကဘယ်လိုတွေဆိုရင်ပုရဏကတ္တပတို့မကလိဂောတာလာတို့အာတိတကိတကမ္မလာတို့ပကုဒကိသယနာတို့နိကန္ဒနာတပုဒ္ဒတို့နော်တင်စရာဘေလထပုဒ္ဒဆိုပြီးတော့ရှိတယ်အဲ့ဒီသူတို့အတီးအတီးဝါရတွေကိုတင်ပြတဲ့အခါမှာဘယင်အသာသာကမနစ်တတ်ပါဘူးအဲ့ဒီမှာ ဆရာဝန်ဖြစ်တဲ့ဒီဝကကလည်းနှုတ်ပိတ်နေတယ်။ဒီဝကကမင်းကကိုဟိုမေးစရာမရှိဘူးလားဆိုပြီးတော့အဲ့ဒါမှဒီဝကကရှောက်ပါတယ်။မေးစရာပြကိုဖူးတွေးခွင့်ရတဲ့အကြောင်းပေါ့။နော်။အဲ့ဒီမှာဘယင်ရသက်ကနေပြီးတော့မင်းခမ်းမင်းသားနဲ့ကြွတာ။ကြွတဲ့အခါမှာအဲ့ဒီမှာဘုရားကလည်းဟိုတန်ခါတော့1250နဲ့တရင်တုံးတဲ့အခါပေါ့။ဘယ်လောက်ထိအောင်တိတ်တိတ်တလဲဆိုလို့ရှိရင် ိတ်သလွန်အာကြီးတို့ဒီဝကကတော့ငါ့ကိုလုံးကြံပြီဆိုပြီးတော့ဘယင်ကတော့မှထင်တယ်ဒီဝကကငါ့ကိုမလုံးကြံပါနဲ့ဆိုပြီးပြောတယ်တင်မင်းကြီးတင်မင်းကြီးကိုကျွန်တော်လုံးမကြံပါဘူးဟမ်တိတ်ချလက်ချသွားပါဆိုပြီးတော့သွားတာဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကအကြောင်းပြပြီးတော့ဒါတမုံလာပြင်းနေမှာဖျားနှစ်ချက်တူတူပြီးတော့လှည့်ရလာနော်ဒီညမှာဆက်ပြီးတော့ဦးဇင်းထပ်ပြီးတော့မြောက်ပြေးနေတာက ဖျားနှစ်သက်ရှိသူပေါ့အဲ့ဒါကိုဥတင်မြောက်ပြီးချင်းပါတယ်နံပါတ်1ကတဏ္ဍင်္ဂရာမြတ်စွာဘုရားနံပါတ်2ကမေတ္တင်္ဂရာမြတ်စွာဘုရားနံပါတ်3ကတပဏ္ဍင်္ဂရာမြတ်စွာဘုရားနံပါတ်4ကဒီပင်္ဂရာမြတ်စွာဘုရားနံပါတ်5ကကွန်းတင်ညာမြတ်စွာဘုရားမင်္ဂလာမြတ်စွာဘုရားတုမနာမြတ်စွာဘုရားရေဝဒမြတ်စွာဘုရားတောပိတမြတ်စွာဘုရားအနောမတ္တိမြတ်စွာဘုရားဘဒုမမြတ်စွာဘုရားနာဗဒမြတ်စွာဘုရား ဘဒုမုဒ္ဒရာမြတ်စွာဘုရားသူမေတာမြတ်စွာဘုရားသူဇာတာမြတ်စွာဘုရားပိယဒတိမြတ်စွာဘုရားအထဒတိမြတ်စွာဘုရားဓမ္မဒတိမြတ်စွာဘုရားတိတ်တထမြတ်စွာဘုရားတိတ်တမြတ်စွာဘုရားဖုဒ္ဒမြတ်စွာဘုရားဝိပတ္တိမြတ်စွာဘုရားတိခိမြတ်စွာဘုရားဝတ္တဗုမြတ်စွာဘုရားကကုတံမြတ်စွာဘုရားကောဏကိုမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားဆိုပြီးတော့အလုံးပေါ် နှစ်သန်းနဲ့ရှိသူပါအဲ့ဒါဥဒင်းတို့ကမေတ္တဖျားပါရင်ဖြည့်ခဲ့တဲ့လေးအတင်ရှင်နဲ့ကဘာသိမ်းမှာဖူးတွေးခွင့်ရတဲ့ဖျားပါမေတ္တဖျားကဒီပင်ကရာဖျားလက်ထက်မှာဖိုက်ပြရရတယ်သူခရီးလမ်းတစ်ချက်မှာဖူးခဲ့ဖျားက24သူသူအပါဝင်25သူတို့ရှင်တုံးစုကပို့နေတယ်အဲ့ဒီတုံးစုကိုဥဒင်းတို့ကဘာကြောင့်ထက်တယ်လဲဆိုလို့ရှိရင်သူတတ်တဲ့နိယတာဗျာဒိတ်ပန်းကိုသင်မြင်တဲ့အခါမှာ ဒီပင်္ဂရာဖျားလက်ထက်ပေါ့အဲ့ဒီဒီပင်္ဂရာမြတ်တပြားပွင့်တဲ့ကဘာကတာရမန္တကဘာဖျားလေးသူပွင့်တဲ့ကဘာပေါ့အဲ့ဒါကြောင့်ရှေ့ကတုံးသူကိုတဏင်္ဂရရဲ့မေတင်္ဂရရဲ့တပဏင်္ဂရဆိုတဲ့ဖျားတုံးသူကိုထဲ့တာကဘာတူလို့နော်ဆက်ပြီးတော့ဖျားပွင့်တဲ့ကဘာက၅ကဘာရှိတယ်တသူတာရနှစ်မန္တဝရတုံးသူပါတာရမန္တလေးသူပြဗထ၅သူပါဆိုပြီးတော့သူပါတယ်နော် တသူတာရဖျားတသူပွင့်လို့ရှိရင်တာရကပါနှစ်သူနှစ်မန္တနှစ်သူပွင့်ရင်မန္တကပါသုံးသူပွင့်ရင်ဝရကပါလေးသူပွင့်လို့ရှိရင်တာရမန္တကပါငါးသူပွင့်ရင်ဗထကပါတသူမှမပွင့်လို့ရှိရင်တုံညာကပါတနည်းအားဖြင့်ကကပါပို့အဲ့လိုခေါ်တာဖြစ်ပါတယ်နော်ဒါတို့လို့ရှိရင်ဦးဇင်းတို့ကဘာကြောင့်နှစ်တယ်လဲပို့ နော်တသောမလာပြည့်နေ့မှာမြတ်စွာဘုရားကတာမညာဖလာတုတ်ကိုဟောတယ်ဘယင်ကမင်းခမ်းမင်းသားလာကြွတယ်အဲ့ဒါကိုအကြောင်းပြုဥဒင်းတို့ကတသောမလာပြည့်နေ့တာမညာဖလာအခါတော်နေ့မှာဖျားလှဲ့တာ ဖြစ်ပါတယ်နော်အကယ်၍ဥဒင်းတို့ကဘယင်အသာသာကသူခမဲတော်ကိုမတက်ခဲ့ဘူးသူလို့ရှင်သူကအဲ့ဒီနေ့မှာအဲ့ဒီတာမညာဖလာတုတ်ကိုနာပြီးလို့ရှင်တောတာပံအဘိယာဖြစ်ကမှာတောတာပံအဘိယာမဖြစ်ခင် သူအဖေကိုတမီတိကံကပင်သာနန္တရကံကတားတိုင်းနိုင်အတွက်သူဒီသူ့ရဲ့မမျိုးတိဖုံမျိုးတိကဖုံရှုံသွားတာဖြစ်ပါတယ်ဒါကအပေါင်းတင်ပေါင်းတဲ့နာမှာជីပေါင်းဆိုတဲ့အသေးပဲကိုပြောနေတာဖြစ်ပါတယ်နော်ဥဒနကတာမညာဖရာတို့ကိုအချင်းချုပ်လေးမျှလို့ရမယ်ဆိုလို့ရှိရင်အဲ့ဒီမှာဟမ် ဘယင်အတတကနေပြီးတော့ယဟန်ဝုချင်းရဲ့အကျိုးကိုမေးတယ်ပေါ့တာမညာဖလားဆိုတာယဟန်ဝုချင်းရဲ့အကျိုးအဲ့ဒါကိုမေးတယ်အဲ့ဒီမှာဟိုခုနပြောခဲ့တဲ့ပြုနာကတပဝါဒတို့မခလီကောတာလာဝါဒတို့အာတိတကေတကံပလာဝါဒတို့ပကုဒကေတယနာဝါဒတို့နိကန္ဒနာဒဗုဒ္ဓဝါဒတို့တင်တယဘေလထဗုဒ္ဓဝါဒတို့ပြောတယ် ြည့်ရံဝိချင်းရဲ့ပထမအကျိုးကိုပြောတယ်ဒုတိယအကျိုးကိုပြောတယ်နော်ရံဝိချင်းရဲ့အကျိုးတွေကိုပြောတယ်ပေါ့ပြီးရင်သူလာတိလာအကျောင်းမိတိမာတိလာအကျောင်းမဟာတိလာအကျောင်းအိန္ဒြေကိုတောင်းတခြင်းဆိုတဲ့အိန္ဒြိယတမရအကျောင်းနော်တတိတံပတင်ဆိုတဲ့တတိတံပတင်ညအကျောင်းညဉ့်ချမ်းမှုအကျောင်းနော်နိဗ္ဗာန်ကိုပယ်ဆုံးခြင်းအကျောင်းပထမတန်အကျောင်းဒုတိယတန်အကျောင်း တတိယဇံအကြောင်းသတ္တဝဇံအကြောင်းဝိပဿနာဉာဏ်အကြောင်းမနောမယိတိဉာဏ်အကြောင်းအတိဝိဒဉာဏ်အကြောင်းဒိဗ္ဗတောတဉာဏ်အကြောင်းသေတောပရိယဉာဏ်အကြောင်းပုပ္ပေနိဝန္တံနုတတိဉာဏ်အကြောင်းတို့ဒိဗ္ဗတခုအကြောင်းတို့အတဝခယဉာဏ်အကြောင်းတို့အဲ့ဒါတွေကိုမသက်ပြဟောပြတာအဲ့ဒါကိုတည်ကျင်နေတို့လို့ရှိရင်ဦးဇင်းတို့ကဒီကနေ့ကမှပါတဲ့တာမညာဖလာတုတ်ကိုဖတ်ပါအဲ့ဒါတို့ချင်း အကျေတဝင်းသိပါလိမ့်မယ်နော်ပင်ပတ်နဲ့ကူအကြောင်းပေါ့ဦးဇနောဒီနေ့မှာပေါ့နော်တမညာဖလားအခါတော်နေ့မှာပန်းနှကူပြစ်တယ်ပန်းနှကူဆိုတာဘာလဲပန်တုကူလာပေါ့မြေကြီးမှာခြားတဲ့အရာတွေကိုဦးဇနောကကောက်ပြီးတော့စိတ်ကြောက်ပြီးတော့တင်ကန်းဝတ်တာပေါ့နော်အဲ့ဒါကိုပန်တူနန်ကူလန်ပန်တုကူလန်ပေါ့နော်ဦးဇနောဒီပန်းနှကူပြစ်တဲ့အစင်လာကဘယ်တော့မှစလာတယ်လေဆိုလို့ရှိရင် အရှင်အနုဒာမထေပေါ့တင်ကံဝိဇ္ဇာမရှိလို့တင်ကံဝိမဆိုပြီးတော့လိုက်ကောက်တဲ့အခါမှာသူ့ရဲ့တိတ်ဘွားကဇနီးများဖြစ်ခဲ့တဲ့ဇာလိနီနဲ့တမီးကနေပြီးတော့တင်ကံအကောင်အသားတုံးထယ်ပေါ့အဲ့ဒါကိုချထားတာအဲ့ဒါကိုကောက်ပြီးတော့ဝိဒါဖြစ်ပါတယ်ပန်းတကူပြည့်တဲ့ဆိုတဲ့အစင်လာကအဲ့ဒီကနေဖလာတာဖြစ်ပါတယ်နော် ပြင်တင်ကန်းအကြောင်းတွေမတိုးတင်ကန်းအကြောင်းတွေနော်ကရင်အကြောင်းတွေကရင်သူရာကကြတော့မက်ပြပြတုံးတခွနဝါမြတ်မှာစတင်ခွင့်ပြုရလို့မြတ်စီရဘာကရေးတာကိုဥဒင်တွေ့ဘူးတယ်ဥဒင်နဲ့သာပေအဲ့လိုစီမနှံ့သေးသေးတို့ကြောင့်အဲ့လိုဒီပဲရှင်းပြပေးနိုင်ပါသေးတယ်နော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်